ဒီနေ့မြမရွှေဈေးတွေကတော့ညနေပိုင်းမှာအနှဲငယ်ဈေးကြပြီးတော့မြမငွေဈေးတွေကတော့တက်ကြမရှိပါဘူးအားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က14ရက်နေ့17လပိုင်း2025ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့အချိန်ဟာထိုင်းစံတော်ချိန်ညနေ9:15မိနစ်ရှိနေပါပြီမြမရွှေက15ပဲရေတကြတာကို83,000 16ပဲရေတကြတာကို59ရောင်းနေစေက88,000 ဆိုင်ကလက်ခံတဲ့ဈေးက89သိန်းစနစ်သက်မီလင်းရွှေကြက်သားကို86သိန်း6000တောင်းလက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက4080ဆိုင်ကလက်ခံတဲ့ဈေးက3980ယူရိုငွေယူရိုကိုမြန်မာကျပ်ငွေ4935ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက3125ကျပ်ဆိုင်ကလက်ခံတဲ့ဈေးက3050တရုတ်ငွေတရုတ်ကိုမြန်မာကျပ်ငွေ953ကျပ် ဩစတြေးလျဝင်ဒေါ်လာကိုမြန်မာကျပ်ငွေ2663ကျပ်ထိုင်းမဲ့မြန်မာကျပ်ငွေစင်းလုံးတွေကဘက်ပေးချက်ယူသမားတွေကပန်းငွေ135ဘတ်ကိုမြန်မာကျပ်ငွေတသိန်းကျပ်ပေးပဲယူသမားတွေကကျပ်တသိန်းကိုပန်းငွေ995ဘတ်မလေးငွေ104.16ကိုမြန်မာကျပ်ငွေတသိန်းဂျပန်ငွေ3895.59ကိုမြန်မာကျပ်ငွေတသိန်း ကိုရီးယားငွေ36,964.3ကိုမြန်မာကျပ်ငွေတသိန်း၊အိန္ဒိယငွေ2,184.83ကိုမြန်မာကျပ်ငွေတသိန်း။လက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းလဲငွေကွာခြားမှုလည်းရှိနိုင်ပါတယ်။မိမိတို့တွေနဲ့ငွေလွှဲတော်မယ်ငွေလဲလဲလောက်တော်မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုအရင်ဖုံးဆက်ပြီးမှပဲငွေလဲလဲလောက်ကြပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ဒီနေ့မြန်မာရွှေဈေးကအနည်းငယ်အကျဈေးနဲ့ရှိနေတာဖြစ်ပါတယ်။လက်ရှိမှာတော့ကမ္ဘာရွှေဈေးကအနည်းငယ်အကျဈေးနဲ့ရှိနေပြီးတော့ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ1164နဲ့ဈေးနှုန်းတည်ရှိနေပါတယ်။ မားချွေသေးကရေတုံမှာအနေငယ်ကျနေပေမဲ့ပြန်ပြီးတက်ဖို့လာလာရှိတယ်လို့ခန့်မှန်းနေကြပါတယ်။ဒီနှစ်12လပိုင်းနဲ့2020ကျောက်တလပိုင်းနေမှာကမားချွေတအောင်စားကိုဒေါ်လာ4300ကျော်ဒီပြန်ပြီးတော့တက်နိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။မြမချွေစင်ငွေစီတွေကိုမြန်မာတင်ပေးပါရစေ။မြမချွေစင်ငွေစီတွေကိုတည်ခြင်းနေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လုပ်ထားနိုင်ပါရစေ။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအနေနဲ့ကင်းလို့ပြေရှင်းနိုင်ကြပါစေ။